မင်္ဂလာပါရှင်ဒီနေ့တင်ပြမယ့်ဗီဒီယိုရဲ့ခေါင်းစဉ်ကတော့ကဘာပေါ်မှာအန်တီအရှိဆုံးမောင်းသူမဲ့တနက်အကြောင်းဖြစ်တဲ့ BM30 SMERCH ရဲ့အကြောင်းကိုတင်ပြမှာဖြစ်ပါလေရှင်မြမတက်မတော်ဗဟုသုတအနေဖြင့်ပရိသတ်များအားလုံးစမ်းမချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်ကျွန်တော်တို့ရဲ့အစီအစဉ်ကိုကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါရစေ မကြာသေးမီကရုရှားကောက်ကွယ်ရေးဝန်ကြီးဌာနယူကရိန်းတိုက်ပွဲအတွင်း BM-30 Smash ဒုံးပျံအများအများဖြစ်ခဲ့ပြီးခဲ့ပြီးတော့တိုက်ခိုက်နေသည့်ဗီဒီယိုဖိုင်ကိုလွှတ်တင်ခဲ့ပြီးရုရှားကောက်ကွယ်ရေးရုံးဝင်တန်ကြားအရာ BM-30 သည်ရုရှားနိုင်ငံရဲ့အစွမ်းထက်ဆုံးဒုံးပျံလက်တလက်ဖြစ်တယ်လို့ဆိုပါတယ်။၎င်း၏အကွာအဝေးရှိပြည်မျက်များကို အလွန်တိကျစွာထိမှန်နိုင်တဲ့ကြောင့်မလို့ ရုရှားအမြောက်တဖွဲ့၏စနိုက်ပါလက်နက်များကဲ့သို့ပင် BN-30 Speed ရော့ကတ်အမြောက်များမှလည်းပဲယူကရိန်းစစ်မြေပြင်တွင်ရုရှားစစ်အုံပြု UD မိများအားကောင်းသည့်အန်ဒီအများဖြစ်ပြီးတိုက်ပွဲဖြစ်စေကမူအမှန်တကယ်ပင်အခုတန်သော အစစ်မြင့်ဆုံးလက်နက်များထဲမှတစ်ခုဖြစ်တယ်လို့ဤဗီဒီယိုပိုင်းတွင်တွေ့မြင်ရမှာဖြစ်ပါတယ်။ရုရှားစစ်တပ်သည်ရုရှား BN-30 Smash မာတီပယ်ရော့ကတ်လောင်ချန်စနစ်အတွက်အလွန်ကျေးဇူးတင်ရှိကြောင်းရုရှားမီဒီယာမျက်တွင်သတ်မှတ်ကအမေရိကန်မီဒီယာများအမေရိကန်မဂ္ဂဇင်းများအရာသိရပါတယ်။အမေရိကန်စစ်တပ်တွင်နိုင်ငံအများအပြားကိုစစ်မြေပြင်တွင်ကြောက်လန့်စေသောလက်နက်၅မျိုးကိုပိုင်ဆိုင်ထားပြီးတော့တင်ကား T-14V-60C ခြေလင်တိုက်ခတ်ရေးယာဉ် Barbie Sennes High S35 Prestige မောင်းသူမဲ့တပ်နက်နှင့် BM-30 Smart Heavy Jet စနစ်တို့ပါဝင်ပါသည်။ 30 SM Hurricane Hurricane ဟာဆိုလို့ရှိရင်အန်ဒီရဲ့အရှိဆုံးအောက်ကွာဝေးနဲ့အဖြစ်ဆွားရှိတော့လက်နက်အဖြစ်တက်မှတ်ထိုင်ခဲ့တက်မှတ်ခံထားရပြီးတော့ Smart Drone ပြအညောင်းစနစ်ရဲ့လောင်ချာများဟာဆိုလို့ရှိရင်ကီလိုမီတာ60အကွာဝေးမှာ area 68 69ဟက်တာရှိတဲ့တက်ရှိသဝါအလုံးကိုဖျက်ဆီးနိုင်ပါတယ်။ PM30 Smart Multiple ဒုံးပြလွှတ်တဲ့ရေးစနစ်ကို1980ခုနှစ်များအစောပိုင်းတွင် ပြည်ထောင်ပြည်ပြီးတော့အခုကစစ်စဲကနေပြည်နေပြီးဆိုဗီယက်တပ်ကြီးနဲ့ပတ်သက်ပြီးတာဝန်ထမ်းဆောင်တွေကိုတပါတော်တွေအားအကျဉ်းဆုံးဘုံပြန်ပြည်နယ်ဆက်နေဖြစ်ခဲ့ပါတယ်ဆရာတို့ကအများကြီးဗီယန်တုံးတဲ့တွင်တောင်ထမ်းဆောင်ပြီးတော့အစအဝပေါင်း၁၆ခုအထိအစားနိုင်တဲ့ဆမားနိုင်ငံရဲ့အင်အားတွေရှိနေပါတယ်။စကလာဆိုလို့ရှိရင်ဒီကလေးနဲ့ဂျာဗီနီကဆီးရီးယားရဲ့အဖြစ်အပျက်ဆုံးဆမားစကွန်ဒက်ကိုရရှိနေပါတယ်။ အစောတော့ကိုရင်းတဲ့နောက်မှာကုဟိ90ဆီအောင်ဗာမကိုကုဟိ90မိနစ်အန်ဒီယံလေးပြီးတော့ပြန်ချပါတယ်အစကခုချိန်ပြင်300မီလီမီတာအရွယ်ကကြာ72ပြည့်စင်ပြီးတော့စနစ်ရဲ့ဆန်တော့မှာဆိုလို့ရှိရင်4မီလီမီ4မီလီမီတာက95ကြည်ရဆိုလို့ရှိရင်ဒီမှာမှာ6မီလီမီတာအစစ်ပြီးတော့အရေးချိန်ရှိရာဒီလိုပဲရှိပြီးဒီစင်ရဲ့အကွာအဝေးဆိုလို့ရှိရင်80မှ80ကီလိုမီတာအထိရှိပါတယ် ကိုအန်အနိစ်ကပါစီနာစီစီစက်တပါမီထက်ခိုင်ရင်းမှုကြီးအောင်လို့ပြည်ပြရအပ်တယ်ကီလိုမီတာ60ချီအကွာမရှိပါနဲ့ဆက်စားအစလို့စီရန်ကြီးပြန်လာအပ်တယ်ပေါ်မနေတော့ဒါဆိုတော့နာမည်ကိုစီရအပ်တယ်အစီအစဉ်အားလုံးကိုမျိုးစုရအပ်တယ်အလုံးများစွာလုံးဆောင်တယ်ဒီလိုဘုံတီကူအမျိုးစားပါဆောက်ပြန်ရင်ဒီအခြေအနေတွင်ဘုံဒီအားလုံးပါဆိုလို့ဖြစ်တယ်ဒီထက်တော့ဘုံဒီရ မှုတွေအပေါ်ဝိတ္တနာမှုစနစ်များပါရှိပြီးတော့ဒီအန်ဆုံးစေအားဆိုလို့ရှိရင်ကြည်ကြံများကိုဖောက်ခွဲခြင်းအပါအဝင် HAF တာမိုဗာရစ် FA မရှိတာအပြုလာဒီကြီးများအပါအဝင်ဖိတ်ခူးများကိုအသုံးပြုနိုင်ပါတယ်ချင်းလင်းတဲ့သို့မဟုတ်တင်ကားကိုယ်တိုင်လမ်းညွန်တင်ကားဆက်ကြည့်ရင်ခြေရမိကြောင့်များဟာဆိုလို့ရှိရင်တူတူချင်းပြခတ်မှုဟာ၃ချိန်၆ချက်နဲ့၁၂ချိန်ဆက်ဆက်တိုက်ပြနေနိုင်ပါတယ် ဖြစ်စင်း area ကိုအတော်အားလုံးကိုဖြစ်စင်းနိုင်တဲ့ရှိတော့ချိန်ရင်တက်ရင်ချိန်ခု VN 30ရဲ့ trace assistant နှစ်ခုလောင်းချပြီးအောင်ဆိုလို့ရှိရင်ရန်သူရဲ့အမြောက်အလင်းပေါက်များလေရင်ခွင်းများနဲ့အငွေ့ပြန်တဲ့ပြင့်မှန်များအနည်းရှိဒီအယုံစူးဆိုင်မှုအုပ်စုများကိုထိရောက်မှုရှိပြီးတော့ area 60ခွာဟာတာအထိတိုက်ခိုက်နိုင်ပါတယ် စမတ်ကိုတခါတရံတွင်အဆုလအယုံလာဖြစ်စီနိုင်သောလက်နက်ဟုလည်းခေါ်ပြမှာလေ UA 90နှစ်ကာကွယ်ရေးရည်ရဆိုလို့ရှိရင်ခြိတက်နေသောအခြေအနေမှာပြစ်ခတ်မှုတို့သာပြောင်းလဲနိုင်ပြီး3မိနစ်အတွင်း operator ဟာဆိုလို့ရှိရင်ညံတွင်းမှာသုံးမဟုတ်အဲအနေငယ်အကွာဝေးမှာချဲ့ချွေမှုတွေကိုအမဟိပေးနိုင်ပါတယ်ဆက်နှစ်ကြိမ်ပြစ်ခတ်မှုအတွက်38စက္ကန့်သာယူပါတယ်ဒါကြောင့်မလို့ဒီလောင်ချာရဲ့ဒီ acid trap ကိုလည်းဟာဆိုလို့ရှိရင် အမြင့်ဆုံးအမြန်လုံး60မှ60ကီလိုမီတာအထိရေ943စီးကိုတက်ဆင်ထားပါတယ်။တနအီတွင်850ကီလိုမီတာအဆက်မပြတ်ပြေးနိုင်ပြီးတော့အစီဖြစ်နေတယ်မလို့ပါဘူး။ဤဟာဆိုလို့ရှိရင်ယူကရိန်းတက်ဆင်ထားတဲ့ Marsus 943ကီလိုတော့ကုညီတော့ကိုတွေကိုအသုံးပြုထားပြီးတော့အရန်ကြည်ပြန်လဲတင်ခြင်းဟာဆက်နေခြင်းအတွက်56အမီနီအထိကြာမြင့်ပြီးတော့ BM 30ပေါက်ဆက်မှုတစ်ခုစီတွင်အများအပြား 90နှစ်လောင်ချာ6ခု၊9230 2346ခုကိုပေါင်ဝင်ပါတယ်။လောင်ချာများဟာဆိုလို့ရှိရင်စစ်မြေပြင်သို့တက်ရောက်သွားမည်ဖြစ်ပြီးတော့ကြီးညာထားတဲ့လမ်းကြောင်းများကိုရှောင်ရှားဖို့ရအတွက်တိကျနေရာများတွင်ပြလဲစတင်ရန်အတွက်ခရီးဆောင်တက်တာမီထိန်စနစ်စသည့်အလိုလျောက်လဲပတ်နိုင်သည့်ကမ္ဘာမမိုးရှင်လဲလူဖြစ်လဲပတ်နိုင်တဲ့စနစ်ပထမဦးတဲ့လောင်ချာ6ခုကိုအမိတ်ပေးနိုင်တဲ့တိကျရင်ပေါ်တွင်တက်ဆင်ထားပါတယ်။ BM 300ဆိုလို့ရှိရင်လောင်စာတစ်ခုစီအတွက်အဲထိန်ဒုံးကြီးများနဲ့ပြစ်မှတ်ဒေတာများကိုဖက်ချက်ရန်အတွက်တာဝေးပြင်ပင်ကလုံးဆောင်ချက်အပြင်တက်မရော်ဤစစ်စင်ရေးအစီရင်အဓိကတိုက်ခိုက်ရေးလက်နက်ဖြစ်ပြီးတော့အချင်းချင်းလက်နက်အစုလိုက်အပြုံလိုက်ကြီးများတန်တက်ကအပေါက်ဖောက်ကြီးများမိခင်ပြစ်ဒုံးကြီး300အထိပြင်နာပြီးတော့လက်သူတရားများတွင်ခဲရန်ွယ်ပေါင်းတဲ့တဲ့ငါးတောင်းဖန်တီးခြင်းဖြင့်လန်စုရဲ့ရှီတန်းနဲ့နောက်ကနှစ်ဖက်ဆက်လို့အား PRP တိုက်ဆိုင်နေပါတယ်။ ခုအပြင်တိုက်ခတ်ရန်အမိန့်ပေးစာကဒီရင်ကွန်းများ၊တရားများ၊လမ်းများဖတ်တည်ပေါ်ပြီးမိနစ်အနည်း၁၀အတွင်းအစဲထားချိန်၌တိုက်ခတ်ရေးတွင်940နှစ်ကြည်စံကိုအသုံးပြုပြီးတော့ BN39 K58 Smart စနစ်ဖြင့်ပြည့်လွန်နိုင်ပါသည်။53ကီလိုမီတာအတွင်းအရာကသိန်းကိုဖြည့်ဆည်းပြန်ပြည့်မဲ့ထားသည့်စနစ်ပြန်ဆိုလို့ရှိရင် အဖြစ်ဖြစ်ပေါ်ရနေရသူစဉ်းသက်ဖို့ရအတွက်စန့်ကျင်တဲ့တက်ဖွဲ့ဝင်မလူအပ်ဖဲနဲ့အရှိန်မြင့်သောအရေးပေါ်အခြေအနေများတွင်လည်းဉာဏ်နှုံးရဲ့စီရီယာများကိုတွတ်တင်လာပါလေကီလိုမီတာ၁၀ဂရမ်မှရာကနန်းအထိအကွာဝေးများမှာဖုံးရည်နှစ်သွဲဖွဲ့စည်းထားမှုကိုတိုက်ခတ်ရန်လုံဆောင်နိုင်ပါလေအစိုးရစနစ်ဒုံးပြန်စနစ်များဟာဆိုလို့ရှိရင်ကြီးမားသောအတိုင်းအတာဖြင့်ရန်သူစစ်တပ်ချင်းကိုလုံးဝချိန်မုံနိုင်စွာရှိပြီးတော့ပြင်ကားစီရင်တန်းများဖုံးရည်နှစ်သွဲတန်းချက်ကလေးများ ပြည်တဲ့အရာတစ်ခုလုံးကိုဖြည့်ဆည်းနိုင်စွမ်းရှိပါတယ်။ရုပ်တင်ပေါ်များဟာဆိုလို့ရှိရင်ကုန်းရည်နှက်သွဲတင်ပေါ်မှာပြည်လေကန်းဆက်စီကိုစတန်နေဒီတို့မဟုတ်မီလီမီတာတို့ရောက်ရှိနေသည့်တိုင်းကန်သူရဲ့ကုန်းရည်နှက်သွဲတင်ပေါ် BM 50စမတ်ကိုထိုက်ခိုက်ရန်စီးရီးယားတွင်စီးရင်လှုပ်ရှားမှုများတွင်ရုရှားစစ်တပ်ကအသုံးပြုထားပါတယ်။အီလန်နဲ့ကအသုံးပြုခဲ့ပြီးတော့မြို့တော်ဒါမက်စ်ရဲ့အစွန်ဖျားမှရှိရဲ့ခံကျင်းများတွင်ပေါောင်းနေတဲ့ IS နဲ့ဒီမများကိုဖျက်ဆီးဖို့ရဲ့အတွက်စီးရီးယားအစိုးရစစ်တပ်က IS အကြမ်းဖက်အဖွဲ့ကိုတိုက်ခိုက်ပြီးအောင်ပွဲအတွက်တိတိတတ်တာပထအကူပြုခဲ့ပြီးတော့စီးရီးယားကိုစီအတတိတိတတ်တာအထောက်အပံ့ပြုခဲ့ပြီးတော့စီးရီးယားတို့ရုရှားမှပြီးအပ်တဲ့လက်နက်များအနေနဲ့ VN အဖက်ဆွမ်းအားများနဲ့ပထမ assessment တော့မြင်တော့ကြာများ30ခုလို့ပေါ်ဝင်ပါတယ် ဝက်ရှောက်ကလူကြီးရှင်ကြမထုတ်ပြန်ထားတော့လည်းပဲရင်းလက်နဲ့ဟာဆိုလို့ရှိရင်လူကြီးရုံးကအကောင့်ပုံကြီးဖြစ်ပေါ်ညာလဲ BN30 တွန်းပြလမ်းဆောင်ရဲ့ပေါ်ဝင်းမြဟာဆိုလို့ရှိရင် Syria စစ်တပ်ရဲ့လာဆောင်မှုစီးညာအရာ2016ခုနှစ်အစောပိုင်းတွင်ထပ်ပေါ်လာခဲ့ကြောင်းတွန်းပြလူများရဲ့တုံ့တက်ချက်အရာကြီးရပါတယ် အကယ်၍ဘီယံ30ဒုံးပြအညအများကြီးပြကြမှုကဲ့သို့သောခင်ဗျပြကြသောရင်းများနှင့်အောက်ဆက်နိုင်သောစီယူချင်းချင်းသူများ၏အနီရောင်ရောင်စီလမ်းညင်မှုအနှုတ်မှလေးစားအီလက်ထရိုနစ်အစီအပိုင်းမှမောင်းသူမဲ့တိကျသောရည်ရည်များအဖြစ်သို့မော်တော်တက်ချီတင်တက်ခွင့်များ၏တိုက်ခိုက်မှုကိုရက်တက်ရန်လုံလောက်အောင်ပါမှုပြရပါတယ်။ဒီရန်30ဒုံးမြတ်အများများဟာဆိုလို့ရှိရင်တာဝေးပြစွမ်းအားပါရှိပြီးတော့ ်အကြီးဆုံးတန်ဆက်ကတိကျမယ်ဖြစ်ပြီး၎င်းရဲ့ဆန်းအားဆိုလို့ရှိရင်လက်ရှိတွင်အိန္ဒိယ UAE ပြုတ်ကဲ့တဲ့နိုင်ငံများတွေအသုံးပြုရရှိပါတယ်ဟုတ်ဆက်ကနေခုနှစ်တွင်ရုရှားဟာဆိုလို့ရှိရင် PHN 300 IN နှစ်ကို BN 30ရဲ့ဒီဇိုင်းကိုအခြေခံပြီးတော့၄စင်းနံပါတ်ပါရှင်9 8 5တန်းနှစ်လေးကိုမိတ်ဆက်ခဲ့ပြီးတော့၎င်းကဆိုလို့ရှိရင်ပုံပေါ်ပါတီစနစ်ရှိတဲ့အကြောင်းမှလို့ စနက်ချက်ဆွဲဆုံသုံးလုံးမြေလောက်ချာအဖြစ်လောက်ဆောင်လာပြီးတော့ဒီရချာချာလေးလေးနဲ့မိသေးချုပ်ဝင်များတွင် BN 30ချက်ပုံမူဖြစ်နေပါတယ်။အားထောင်သူများကျေးဇူးပြုပြီးအောက်ချိန်ပေးစီရဲ့ comment မှာတင်လို့ရဲ့ထူးထူးခြားချက်များကိုဖန်ဆင်များအပြစ်ထက်ကကနောက်ထပ်ဗီဒီယိုအသစ်နဲ့တချို့နိုင်ရအောင် subscribe ကိုလည်းကိုမေးဖို့ရမေးပါနဲ့။ကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်သတင်းစာများမှာဆက်လက်ပေးဆောင်ကြပါမယ်ရှင်။မင်္ဂလာပါရှင်ဒီတစ်ခါပေါ်ပြမဲ့ဗီဒီယိုရဲ့ခေါင်းစဉ်ကတော့ ယူကရိန်းနဲ့ရုရှားစစ်ပွဲမှာဆိုလို့ရှိရင်ရုရှားယူကရိန်းဟာဆိုလို့ရှိရင်ရုရှားစစ်တပ်ပေါ်များကဖျက်ဆီးဖို့ရအတွက်အမေရိကန်နိုင်ငံထုတ်ဟာပွန်တုံးကြီးများကိုစတင်အသုံးပြုခဲ့တဲ့အကြောင်းကိုဖြစ်ပါတယ်။မြန်မာတပ်မတော်ဗဟုသုတအနေဖြင့်ပြည်သက်များအားလုံးကြံ့မာချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်းကျွန်တော်တို့ရဲ့အစီအစဉ်ကိုကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါရစေ။ ယူကရိန်းစစ်ပွဲဟာတင်းမာမှုတွေဆက်တိုက်ဖြစ်နေပြီးတော့ရုရှားကဆိုလို့ရှိရင်သူတို့ရဲ့တပ်ကိုတိုးမြင်ဖို့ယူကရိန်းနိုင်ငံအိုဒက်ဆာကမ်းခြေမှာရှိတဲ့စစ်တင်းပိုးတွေဖျက်ဆီးထားတာကိုလက်မလျှော့ပဲနဲ့မလျှော့ချပဲနဲ့ပင်လယ်နက်မှာတင်းမာမှုတွေဆက်လက်ကြီးထွားတာနေပါတယ်ယူကရိန်းရတဲ့ဟာဆိုလို့ရှိရင်ရုရှားရတဲ့အာကန်ယူကရိန်းကန်ယူတပ်မှပြန်လည်တွုံ့ထုံနိုင်ခဲ့ပြီးတော့ယခုအခါတွင်၎င်းတို့ရဲ့လက်နက်အဲတိုက်ပီးတွင်ကြီးများဟာဆိုလို့ရှိရင် သင်္ဘောဖြတ်ဒုံးကြီးများတဲ့စွမ်းအားပုံမူရရှိနေပြီဖြစ်ပါတယ်။အင်ရန်ပုံမူကောင်းမွန်နေရဖြစ်ပါတယ်။ယူကရိန်းနက်ချာတိုက်ခိုက်ရေးဒုံးကြီးများဟာဆိုလို့ရှိရင်အမြင့်ဆုံးအကွာအဝေး120ကီလိုမီတာကိုပြီးစွန့်နိုင်တော့လည်းပဲထိရောက်မှုအကွာအဝေးနှိမ့်ကြတာကြောင့်မလို့ရုရှားရေတပ်ငှက်ဟာဆိုလို့ရှိရင်မီကျွန်း120နှင့်က125ကီလိုမီတာအကွာအိုရဆာပြဿနာကိုဖန်တီးခဲ့ပါတယ်။ယူကရိန်းတပ်ဖွဲ့ဝင်များဟာဆိုလို့ရှိရင်မီကျွန်းအနီးမှာရှိရဲ့ရုရှားတို့ရဲ့ ဆလာပစ်ပလက်ဘလီယေဇုကိုဂုံးလိအစင်းပြင်တိုက်ခိုက်ခဲ့တာကြောင့်လို့အဲ့ဒီဘလီနိမြုပ်မှုဖြစ်ပွားခဲ့ပြီးတော့ယူကရိန်းတပ်ဖွဲ့များဟာဆိုလို့ရှိရင် အိုဒစာကျွတ်အနီးတွင် ရှိနေတာကြောင့်လို့၎င်းတို့အတွက်မလုံခြုံသောအကြောင်းသိလိုက်ရပါတယ်။ယခုအခါတက်မတော်တွင်၎င်းတို့ရဲ့လက်နက်တိုက်တက်မတော်၎င်းတို့ရဲ့လက်နက်တိုက်မှာဆိုလို့ရှိရင် အကွာအဝေး150ကီလိုမီတာအထိပြည့်ခတ်နိုင်တဲ့လမ်းဒုံးကြီးများရှိပါတယ်။တကယ်တော့ယူကရိန်းစစ်တပ်ကဆိုလို့ရှိရင်ရုရှားသမောတွေကိုတိုက်ခိုက်ဖို့အဆင်ပြေဖြစ်နေတဲ့အချိန်မှာဆွီဒင်ရေတပ်ဟာဆိုလို့ရှိရင် RDC 35 MK 300အကွာအဝေးထက်နှစ်ဆကျော်ရှိတဲ့သင်္ဘောဖြတ်ဒုံးကျန်ပြည်ကိုလွှဲပြောင်းပေးအပ်ဖို့အစီအစဉ်ရှိနေပါတယ်။ ရွှေဆိုင်တက်ရဲ့အသေးငယ်ဆုံးသောတင်မောဖြတ်ဒုံးကြီးဖြင့်ပြစ်ခတ်တာကြောင့်မလို့တည်ဆုံးမှုများဖြစ်စေပြီးတော့၎င်းတို့ရဲ့ခရစ်ဒုံးမြများကိုယူကရိန်းအနောက်ဘက်သို့ရေငုပ်တင်မောများနှင့်စစ်တင်မောများဖြင့်တိုက်ခိုက်စေကာရုရှားရေတပ်ရဲ့ရေငုပ်တင်မောများနှင့်စစ်တင်မောများဆိုလို့ရှိရင်တော့နက်ပတွန်ဒုံးကြီးများကို အကွာအဝေးမှရွှေ့ကပိတ်ဆို့ထားမှုများဆက်လက်လုံဆောင်မှုရရှိပါတယ် ပုံမူကျေပြန့်သောတိုက်ခိုက်မှုများနဲ့ဤပိတ်ဆို့တောင်းမှုတားဆီးမှုများကြောင့်ကမ္ဘာကြီးအားဆိုလို့ရှိရင်အကျက်အတဲတွေနဲ့ပုံမူဆူရစေခဲ့ပြီးတော့အဒိမ့်မတ်မှာအဆိုပါနေရာများကိုလက်နက်များနှိမ့်စင်ပို့ဆောင်ခဲ့ပါတယ်။ယူကရိန်းကယုတန်းတွင်တာဝေးကောက်ွယ်ရေးနှင့်ပုံမူအားကောင်းသည့်ပန်ဝင်ခြင်းကိုဖျက်ဆီးနိုင်စေရန်အတွက် အမေရိကန်အနေဖြင့်ရင်းကိတ်ဆိုင်ရာများကိုတိကျကောက်ွယ်ရေးနှင့်ကက်ဝင်များပြုလုပ်စီလိုကြောင်း ယူကရိန်းကပ္ပဝင်ကြီးအလက်ရီနီကော့ကထုတ်ပြန်ချက်တွင်ပြောကြားခဲ့ပါတယ်။ယူကရိန်းကယူရန်ကကွယ်ရေးအန်နီဟာပိုတမိုနီအတူယူကရိန်းဘက်မှ အကောက်လာသည်ဟုလည်းပဲတရားဝင်ကြေညာခဲ့ပါတယ်။ပင်လယ်ရေရင်စုရဲ့တင်မောစန့်ကျင်ရေး စနစ်များကိုယူကရိန်းကယ်ဥဒန်းတွင်ဖြန့်ကျက်တားရှိပြီးတော့ကျွန်တို့ရဲ့နေပကျွင်းလက်နက်ပြပါနီးစနစ်တွေဟာဆိုလို့ရှိရင်ကယ်ဥဒန်းကကွယ်ရေးကိုမြင့်တင်ထားခြင်းဟာဆိုလို့ရှိရင်ရုရှားရဲ့တင်းပေါ်ရဲ့တိုက်ခတ်မှုတွေကိုရှောင်ရှားဖို့ရဲ့အတွက်အတွအားပေးအားပေးနေသည်ဟုလည်းပဲရန်နီကော့ကပြောကြားခဲ့ပါတယ်ရရရှာမော်စကိုမှာဒိမတ်နိုင်ငံတို့တင်ပို့ရောင်းချရခြင်းမှာဒိမတ်မှာဒုံးခွန်းတုံးနဲ့လောင်စာများကိုယူကရိန်းသို့ပို့ဆောင်ပေးမည်ဟုရခင်ကအကြေညာထားပါသောကြောင့်ဖြစ်ပါတယ် အဆိုပါစနစ်မြောက်ကိုဒိမ့်မဲ့ရှိ KRN တနက်နေ့တစိတ်တစ်ပိုင်းအဖြစ်အသုံးပြုထားပြီးတော့အဆိုပါရရင်စုတွင်ဘက်ထရီနှလုံးပါရှိပါတယ်။နောက်ကြတစ်ခုစီတွင် lock တက်၄ခုပါရှိပါတယ်။ဆိုလိုဒီမှာရုရှားရဲ့ရန်လုံမှုကိုတံပြန်ရန်ယူကရိန်းရဲ့ပင်လယ်နယ်နိမိတ်ကိုကာကွယ်ရအတွက်အစစ်မြင့်သင်းမောပြတ်ဒုံးကြီးနဲ့လိုအပ်ကြောင်းနဲ့ ယူကရိန်းကိုအမေရိကန်သဘောပြတ်တုံးပြည်များတင်မှုရောင်းချမှုအားယူရင်းပြောဆိုရန်လိုအပ်ပြီးတော့တိုက်ခိုက်မှုအပြားအပြားကိုတပိုင်းအပြိုင်နဲ့ထဲလုံးဆောင်နိုင်မယ်လို့ဆိုပါတယ်။အမေရိကန်အကြီးတရားရှိတဲ့ဦးဟာဆိုလို့ရှိရင်တင်မှုလက်နက်များတင်မှုမှုအသစ်တွေလိုအပ်ကြောင်းအင်ဂျူရိုရာရှိတဲ့ဦးကပြောကြားခဲ့ပါတယ်။ ယူကရိန်းကိုပံ့ပိုးကူညီပြီးတော့၎င်းရဲ့ကာယုတ်တက်ကွေရေးကိုမြင့်တင်ပေးနိုင်ရန်လှုံ့ဆော်နေကြောင်းသိရှိရသဖြင့်ယူကရိန်းအားမောင်းသူနဲ့ကာယုတ်တက်ကွေရေးသင်္ဘောများထောက်ပံ့ပေးကာယူကရိန်းတွင်သင်္ဘောဖြတ်ဒုံးကျည်များနဲ့စနစ်များကိုထောက်ပံ့ပေးရအတွက်မဟာမိတ်များမိတ်ဖက်များနဲ့လှုံ့ဆော်နေကြောင်းအမေရိကန်ကပြောကြားထားပါတယ် ိမ်းမနိုင်ငံမှလက်နက်များတင်မှုရတွင်ကူညီပေးခဲ့ပြီးတော့တစ်ချိန်တည်းမှာပင်စီဒီအစစီတွင်စီတွင်ဆိုရကလည်းပဲယူကရိန်းနိုင်ငံကိုစစ်ဘက်ဆိုင်းရအကူအညီများပေးအပ်မည်ဟုစီဒီအစိုးရကအတည်နာခဲ့ပြီးတော့ရင်းစစ်ရေးအကူအညီစီစဉ်တွင်ပါဝင်သောစီတွင်ဘာရှင်ဖြစ်တဲ့ RBS စက်ကွန်သမော့ဖြတ်ဒုံးမြများကို အာယုံစက်ဝများစွာကိုနဲ့ဆွဲဆောင်နိုင်ခဲ့ပါတယ် ETM ပြတဲ့၁၄ငရေတုံးမြတ်များဟာဆိုလို့ရှိရင်တင်မောဆက်တည်ရဲ့သုံးပြမှုများအတွက်အယောညီတွေဖြစ်ပြီးတော့၉ကီလိုဂရမ်ရှိတဲ့ထိပ်ကူမြတ်လက်စင်ဖတ်ပြီးစနစ်ဖြစ်ပြီးတော့အကွာဝေး၈၈ကီလိုမီတာခန့်ရှိပါတယ်။ဒုံးကျရာဆိုလို့ရှိရင်အရှည်တရ63အုံးစင်တီမီတာနဲ့အချင်း68.8စင်တီမီတာရှိပြီးတော့ ၎င်းတို့ရာတင်းငယ်သောအရွယ်စားများမှာအာရုံစိုက်မှုကိုမဆွဲဆောင်နေပဲပုံတွင်းပိုင်းတွင်နောက်အချက်ကိုဖြစ်စေနိုင်ပါတယ်။၎င်းဟာဆိုလို့ရှိရင်ကံယူတန်းမှ8ကီလိုမီတာချင်းကလာသောတင်းပေါ်များကိုအလွန်ထိရောက်စွာတိုက်ခိုက်နိုင်ပြီးတော့၎င်းရဲ့တင်းငယ်တဲ့အရွယ်စားနဲ့အတူအားအဖွဲ့ရတိုက်ခိုက်မှုများကိုပြုလုပ်နိုင်ပြီး ABS ဆက်ခွန်များကိုစကန်တင်းလင်းကံယူတန်းများကိုစီတင်းအဆောင်တက်မှပြဖို့ထားစဉ် ဖယိုရက်ကကွယ်ရဲ့အကွာအဝေး150ကီလိုမီတာရှိပြီးတော့ရုရှားတင်ပေါ်များအတွက်အ धिक ထိန်းချုပ်မှုတစ်ခုဖြစ်ကြောင်းဖွင့်ဟပြောဆိုခဲ့ပါတယ်။နယ်သာလနိုင်ငံမှာ RGM 84D Block 1C မိုင်းနဲ့ RGM 84C Block Harbor 1B တို့နဲ့အတူဒီဂရိတ်စစ်တာဆိုလို့ရှိရင်၎င်းတို့ရဲ့တရုတ်တန်းကွယ်ရေးကိုကီလိုမီတာ150အထိတိုးမြှင့်ခဲ့ပြီးတော့အဆိုပါလက်မှတ်များရဲ့ပြည်မြအကွာအဝေးမှာ139ကီလိုမီတာမှာ 150ကီလိုမီတာအထိရှိပါတယ်။ဒီမဲ့နိုင်ငံဟာဆိုလို့ရှိရင်ပထမခြေလှမ်းကိုပြင်လိုက်ပြီဖြစ်ကြောင်းပါကွယ်ရေးဝန်ကြီး Lord Austin ကပြောကြားရာတွင်ဒိမဲ့ SBS ကတက်မှတ်ထားတဲ့အာဂျင်ဖြစ်ဆက်လေးတင်ပေါ်တော်ဖြတ်ဒုံးကြီးများနဲ့ကယူရန်ပြည်လောင်ချာများကိုယူကရိစစ်တပ်မှအကုန်လုံးပစ်လက်စီဆက်တရနေများချံပြီးဖို့သွားမည်ဟုလည်းပဲကြေညာခဲ့ပါတယ်။ကယူရန်နိုင်ငံတောင်ပိုင်းကိုကောက်ကွယ်ရန်ယူကရိစစ်တပ်ရဲ့စွန့်ရင်ကိုအောက်ကောက်စီပြီးတော့ ရုရှားရေတပ်အားပိတ်ဆို့ထားစဉ်တွင်ပလယ်နက်ရှိရေတပ်ပြစ်မှတ်များကိုအန်ဒီဖြစ်စေကြောင်းဩစတြေးလျကယူကရိန်းသို့တင်ပို့ရောင်းချမှုအတွက်ဒိမန်အားကျေးဇူးတင်ရှိပါကြောင်းဒိမန်ကပ်ပွဲရေးဝင်ကြီးမော်ဒန်ကပြောကြားခဲ့ပါတယ်။ရုရှား၏ရေဆက်ကြုံသော ကြီးကြော်မှုကိုတိုက်ခိုက်ရာတွင်ဒိမန်ကယူကရိန်းကိုအပြစ်အဝါထောက်ခံကြောင်း ဘော့စ်ကိုကပြောကြားခဲ့ပါတယ်။ယူကရိန်းတပ်တွေကိုဒုံးကျည်ဖျက်ချထားတာမှုအပေါ်ဒေသတွေစစ်စီရေးစနစ်တွင်းကျင်သူတွေကအခုလိုမှတ်ချက်ပေးနေယူကရိန်းပြည်သူတွေကိုအကောင်းဆုံးဘယ်လိုကူညီနိုင်မလဲဆိုတာကိုဆက်လက်သုံးသပ်ပြီးတော့ဒီလှုပ်ရှားမှုဟာဆိုလို့ရှိရင်အရေးကြီးပြီးတော့ရုရှားရေတပ်ကိုတိုက်ခိုက်ဖို့ဒီကိန်းတက်တွေရဲ့စစ်စီရေးဆွဲရည်နဲ့ပြင်းထန်မှုတိုးမြင့်လာဖို့ခြေလှမ်းလှမ်းဖြစ်တယ်လို့လည်းပဲရှင်းလင်းပြပြထားပါတယ်။ ။လက်ရှာတင်မများလိုအပ်သည့်အခွာအဝေးသို့ရောက်တဲ့အခါမှာဆိုလို့ရှိရင်ခိုတင်မများကိုအငယ်ကြောက်စီမိနစ်တစ်ခုအားဆိုလို့ရှိရင်ပြလဲနဲ့မှယူကရိန်းကိုတိုက်ခတ်ခုရန်ကြိုးစားမည်ဖြစ်ကြောင်းရရှိရတဲ့အဆလို့ရှိရင်အော်ဒါစာဆင့်သက်ရန် စီစဉ်နေဒီမှာလည်းပဲပထမရက်မှစပြီးနေ့စဉ်လုံဆောင်မှုကိုပြုတွင်ကယူသစွာလက်ခံလိုက်ရပြီလိမ့်မည်ပထမစစ်တဲ့ပထမစစ်ပွဲတွင် လံမြစ်ဒုံညီမှရှိနေခြင်းကြောင့်မလို့ရုရှားရေပြအားကြီးမားသောပျက်စီးဆုံးရှုံးမှုမဖြစ်နိုင်စေသည့်ဒုံကြီးပြည်လူများဖြစ်ပွားသည့်တိုင်ဒုံကြီးပြည်လူမှုစက်ညီသမောကိုကိုင်းဆောင်ထားစေရုရှားရေတားအားဆိုလို့ရှိရင်ပြည်လယ်နက်ကိုလုံးဝတုတ်တင်ရှင်းလင်းနိုင်ခဲ့ပါတယ်ရုရှားရေတားချင်းမိုးရဲ့အပြင်ယူကရိန်းမရှင်လီရဲ့အဖွဲ့ကယူကရိန်းနိုင်ငံမှာရှိတဲ့အကွာအဝေးပြစ်မှတ်များကိုတိုက်ခတ်ရဲ့အတွက်ရေဒါနိုင်ငံများကိုအသုံးပြုပြီးတော့ရရှိတွင် ဒီကိစ္စဟာဆိုလို့ရှိရင်အဓိကအကြောင်းရင်းဖြစ်တဲ့အတွက်ကြောင့်မလို့ရုရှားနိုင်ငံကအသုံးပြုနေတဲ့စစ်သမောကြီးများအိုဒက်ဆာဖရီဂိတ်စီရေရင်းနဲ့အဲအာမန်ယာဂါရီကိုဘာအာမန်ယာအစ်စတန်ဒိုကိုနာတူးတက်ခတ်မှုဘုံကြီးထက်ကျော်လွန်ပြီးတော့တက်ဆင်ထားကြပါတယ်။၎င်းဒီမော့စ်ပါပစ်ခတ်မှုဖြစ်သည့်သို့တော်လည်းပဲ၎င်းတို့ဒီယူကရိန်းဘာရာကာ TV2 အစပန်ကိုပုံမပြတ်ကြရမည်ဆိုရင်၎င်းတို့ဟာရေအရှက်ရေတက်ရဲ့တင်မောများ ယူကရိန်းပြည်ထောင်စုအနီးကိုနောက်ဆုံးသောပြည်နယ်တွေသို့ EU ရဲ့အကွက်စနစ်များဟာဆိုလို့ရှိရင်ရုရှားအိုဒါကစစ်တပ်ရဲ့အစီအစဉ်ကိုလုံးဝဖျက်သိမ်းလိုက်ကြောင်းကျွန်တော်တို့အားကြေညာခဲ့ပြီးတော့ဒါကြောင့်မလို့ EU တင်ငတ်တမဟာဒီဆမတ်တမဟာနဲ့တင်ငတ်အစီအစဉ်တရားနှင့်ဒီခရစနစ်တင်ငတ်များကိုယူကရိန်းစစ်တပ်မှအရှိတ်တို့ရွေးချယ်စီဖြစ်ပါတယ်ဒီဆမတ်တင်ငတ်တမဟာနယ်ပြည်အစံတွေတင်ငတ်အစီအစီတရားဒီခုနှစ်ဆက်နေရရှိလာတဲ့အကြောင်း ်ဒွေးလနဲ့ကတက်ဖွဲ့များဟာဒီပင်ကားတစ်ခက်ဝင်များဟာဆိုပြီးစီဝက်ဆာစစ်တပ်ပြည်သူသားသားစီရည်မှုနဲ့ယူဆရပါတယ်ဝက်ဆာစစ်တပ်ကိုတကယ်တစ်ခက်ချင်းအားဆိုလို့ရှိရင်အိုဒဆာကိုဝန်ရံထားနိုင်မှာမဟုတ်တဲ့ဖြစ်ကာရီဆန်ဆုံးသွားပါကကာရီအီဆန်ရဲ့ယူကရိန်းစစ်တပ်ဟာဆိုလို့ရှိရင်ယူကရိန်းတောင်ဘက်ကယုဒန်ကိုအလွယ်တကူရှင်းနေနိုင်ဖြစ်ကြောင်းအားသဝေမှုအနေနဲ့ယူဆိုင်ရပါတယ် ခရိုင်းမီးယားကိုဝိရံထားခြင်းဖြင့်ပြည်သာဆန်နေရဆိုလို့ရှိရင်ကိုရင်းမှတိတ်လိုက်ထားတဲ့ဒွန်းဘတ်စစ်ပွဲတွေကိုအရေးပါသောတော့ချက်ဖြစ်မှုဆိုပါကယူကရိန်းကများအဆုံရှိရင်မာရူပို့ထက်ပုံမှန်သိမ်းပါရန်ကြိုးစားနေပြီးမာရူပို့ကိုဒီနေ့များထက်အရောက်လန်းရန်ပုံမှန်လေ့လာနေဖြစ်ပါတယ်ရရှားနိုင်ငံကိုနောက်တစ်ကြိမ်ပြန်ချုပ်နှောင်ထားပြီးတော့ပြည်လည်နဲ့တွင်ပိတ်ဆို့ခံရသည့်၎င်းတို့ကိုပိုင်စစ်တပ်ကိုတွေ့ရှိပါကယူကရိန်းတပ်ဟာဆိုလို့ရှိရင်ရရှားသမ္မတများ၏အသေးဆုံးအစစ်တင်မော့ဖက်ဒုံးကျည်ဖြင့်တိုက်ခိုက်မှုရန် အစစ်အစ်ဖြစ်နေကြပါပဲ။ရုရှားရေတဟဆိုလို့ရှိရင်ရုရှားသင်္ဘောများကိုအသက်ဆုံးဆုံးစေမီအိန္ဒိယပြင်ပင်လယ်နက်တွင်ရုရှားရေတက်မိတ်ဆွေထားမှုကိုဖျက်ပြနိုင်ပြီးတော့ကမ္ဘာအကြီးကိုစိုးရသော၁၂ရက်ကအကျက်တဲ့အဖြစ်သို့ဆွေးငင်နိုင်လိမ့်မည်မဟုတ်ဟုထုံးပြန်ညွှန်လင်းပါတယ်။အားထောင်ဒီများကျေးဇူးပြုပြီးအားကျေပြီရှိတော့ comment တွေတက်မဲ့ခြင်းမထားရှိကနောက်ထပ်ဗီဒီယိုအသေးစိတ်ရှုနိုင်ဖို့ရဲ့အတွက်ဒီ channel ကို subscribe လုပ်ဖို့နှိပ်ပေးမိပါမယ်။ ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်သတင်းတော်များမှာဆက်လက်တွေ့ဆုံကြပါမယ်ရှင်